လောကဝိစေယလောကမှာ အောင်မြင်မှုရဖို့ရအတွက်အယမျက်နာ6ခု လုံုံအောင်လောက်အောင်မယ်နော်အယမျက်နာ6ခုလုံုံအောင်လောက်အယမျက်နာ6ခုဆိုတာအရှိတောင်းအနောက်မြောက်အထက်အောက်ဒီအယမျက်နာ6ခုဒီလိုခေါ်တာဒါကမက်တာဖိုရီကတမ်းလို့ခေါ်တယ်တင်စားပြီးတော့ပြောတာ ဘဂရီအရမျက်နာကိုပြောတာမဟုတ်ဘူးတင်စားပြီးတော့အရ6မျက်နာက ကိုယ့်ရဲ့လုံယုံရေးကိုစီမံဆောင်ရွက်ပါ စနစ်တကျလုပ်ပါလို့မြတ်စွာဘုရားကဒီလိုဟောတာအရ6မျက်နာလူတွေမှာကိုယ့်ရဲ့အရှိဘက်ကလည်းလုံယုံအောင်လုပ်ရမယ်တောင်ဘက်ကလည်းလုံယုံအောင်လုပ်ရမယ်အနောက်ဘက်ကလည်းလုံယုံအောင်လုပ်ရမယ်မြောက်ဘက်ကလည်းလုံယုံအောင်လုပ်ရမယ်အပေါ်ကလည်းလုံအောင်လုပ်ရမယ်အောက်ကလည်းလုံရမယ် အဲ့ဒီလို6ဖက်6တန်း6ဌာနလုံယုံသွားပြီဆိုလို့ရှိရင်လောကမှာဘယ်တော့မှရှုံးမရှိတော့ဘူးအောင်မြင်နိုင်တယ်လို့လက်စွာပြဒီလိုဟောတာနော်အဲ့တော့အရှိဆိုတာဟာကိုပြောတာလဲလို့လက်စွာပြအရှိဆိုတာမိဘနှစ်ပါးကိုပြောတာတဲ့ဘာဖြစ်လို့လဲဆိုလောကလူတွေရောက်လာတဲ့အခါမှာဘဝတစ်ခုရလာတဲ့အခါမှာမိဘဟာ ပထမဆုံးတွေ့ရတဲ့မိတ်ဆွေပဲလေပထမဆုံးတွေ့ရတဲ့မိတ်ဆွေပဲဒါကြောင့်မလို့ညမတစ်တကယ်ကို အလေးပေးရမယ်မိတ်ဆွေအစ်စ်ကိုကျေးဇူးအရှိဆုံးပုဂ္ဂိုလ်ဟာမိဘပဲဖြစ်တယ်ပေါ့မိဘရဲ့ကျေးဇူးကိုပြောပြသားမှာလို့ဆိုလို့ရှိရင်အမျိုးမျိုးတော့ပြောကြမှာမြတ်စွာဘုရားခေါ်တဲ့အတိုင်းမှတ်မယ်ဆိုရင်မိဘကသားသမီးတွေအပေါ်မှာကျေးဇူးပြုတာ၃ခုလို့မြတ်စွာဘုရားက ကုန်လုံးချုံးပြီးတော့ perspective နည်းနဲ့ပြောထားတာရှိခေါ်ထားတာရှိဘာလဲလို့ဆိုရင်အာပါတကောင်ကိုဝေယံအလျင်မရောက်အောင်ဆော့ရှော့လာခဲ့တယ်ဒါတခုပောတကာမစားတတ်ခင်ငယ်တွေကငငယ်လေးတွေကကိုကိုကျွေးလာတယ်ဟောဣမတလောကသဓာတိတာတော့ဒီလောကကြီးကို လာခွင့်ပြုပြီးတော့လောကကြီးရဲ့အလှအပကိုရှိရှုစေတာပြီးပါပဲဟုတ်တယ်နီး အမေကနင်မလာခဲ့နဲ့လို့ဆိုပြီး abortion လုပ်လိုက်ဘယ်လိုလုပ် bullish လုပ်เนาะ abortion လုပ်လိုက်ဒုက္ခရောက်မသွားဘူးလားတချို့အမေတွေကလာခွင့်မပြုဘူးလေမလာနဲ့ရှုပ်တယ်ဆိုပြီးတော့အဲ့ဒါမျိုးရှိတယ်အဲ့တော့ဒီလောကကြီးကကိုရောက်လာတာဟာအမေကျေးဇူးပဲအမေကျေးဇူးပဲဒါကြောင့်လို့မြတ်စွာဘုရားပြောတာအိမတ်တ္တလောကတ္တသတ္တတာတော့ဒီလောကကြီးနဲ့တွေ့ခွင့်ပေးတာ ဝယ်ကန်းလောက်တာမိပါပဲ။အော်မိပါရဲ့ခြေစွာဒီသုံးခုတည်းနဲ့ပဲဒီဆပ်ဖို့စာအလုံးခက်တယ်ပေါ့။ကျွေးတာပြန်ကျွေးလို့ရတယ်။စောင်းလျှောက်တာပြန်စောင်းလျှောက်လို့ရတယ်။ဒီလောကကြီးရဲ့ဝယ်ကန်းလောက်တာကိုကနောက်မှရောက်တာဆိုတော့အမေဖေကိုထပ်ပြီးကိုဝယ်ကန်းလောက်ရှင်လို့ရပါမလား။မရဘူးလေ။အဲ့တော့အဲ့ဒါကြောင့်မို့လို့မိဘခြေစွာကိုဆက်လို့မကုန်ဘူးလို့ပြောတာ။အဲ့ဒီတစ်ခုလည်းတည်းမကုန်ဘူး။ ရောဂါကြီးတဲ့ကိုလာခွင့်ပေးလိုက်တဲ့ဂျေဇုကနဲတော်မှာမဟုတ်ဘူး။အလေခုဂျေဇုတင်ရတဲ့စင်ကာပူရောက်ခေါ်တဲ့လူဂျေဇုတင်ရသေးတယ်ပတ်စံတော့ပေးရထားတယ်။နော်။အဲ့ဒါလို့ဟိုမိဘကြတော့လောကလည်းရောက်လာအောင်ခေါ်သွင်းပေးတာဖြစ်တော့ရ။ဂျေဇုအကြီးမားဆုံးပုဂ္ဂိုလ်အဲ့ဒီဂျေဇုကိုတော့ပြန်ဆက်လို့လွန်လွင်နဲ့တော့မရနိုင်ဘူးတဲ့ဒီလိုပြောတာမျက်စောပြနော်။ ဒါမိဘဂျေဇုကိုအချင်းချုပ်ပြောမှဆိုရင်အဲ့ဒီသုံးခုပဲဘုရားဟောထားတာသုံးခုနဲ့ဟောလိုက်တာကောင်းပြီအဲ့ဒီအရှိအယဆိုတာမိဘကိုပြောတာတောင်အယဆိုတာဆရာသမားကိုပညာပင်ပေးတဲ့ဆရာတွေကတောင်အယလေးပေးရမယ့်ပုဂ္ဂိုလ်တွေယုတ်တိလေးစားရမယ့်ပုဂ္ဂိုလ်ဆိုတဲ့အထိပဲအနောက်အယဆိုတာကိုအိမ်အောင်ပြုလို့ ိန်အောင်ပဲအာမယာအနောက်အရာခံမြောက်အရာကြတော့မိတ်ဆွေသင်ဟာဟောမိတ်ဆွေတွေကမြောက်ရအောက်အရာဆိုတာအလုသမားကိုယ့်ရဲ့အလုံခံကိစ္စကိုဝိုင်းဝန်းပြီးတော့လုံနေတဲ့ဘာကနဲ့လှုပ်လှုပ်ဘာနဲ့လှုပ်လှုပ်ပေါ့နော်ကိုယ့်ရဲ့လုံခံကိစ္စတွေမှာလှုပ်ကင်နေတဲ့အလုသမားအထက်အရာဆိုတာသဗ္ဗနာပြမနာ ူတော်စင်ယဟန်သာနာများကိုအထက်ရက်ဒီလိုဆိုလို့အဲ့ဒီအယက်မျက်နာတွေကိုကိုကလုံခြုံအောင်လုပ်ရမယ်လုံခြုံလို့ရှိရင်သူတို့ကကိုယ့်ကိုပြန်ဆောင်ရှောက်ဆောင်ရှောက်လိုက်အဲ့တော့လုံခြုံအောင်မလုပ်လို့ရအရှိအယက်လုံခြုံအောင်မလုပ်လို့ရတော့ဆိုအမေဗီယံကိုကိုကြွေးထားခဲ့တယ်လीကြွေးထားတဲ့အခါကျတော့အရှိအယက်လုံခြုံရေးအတွက်ကိုလောက်ရမှာကိုကိုကြွေးခဲ့တဲ့ မိဘလေးကိုပြန်ပြီးတော့ကျွေးပါအဲ့ဒါလို့မကျွေးဘူးဆိုရင် အရှိရကပေါက်နေလိမ့်မယ်လုံချုံရေးစိတ်မချရတော့ဟောလုံချုံမှမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုကျွေးမွေးဆောက်ရှောက်မှာလေမိဘတွေကိုတုံ့ပြန်ပြီးတော့ကျွေးမွေးဆောက်ရှောက်ပါတဲ့ကိစ္စဝိစပေါ်လာလို့ရှိရင်လည်းသူတို့ကိစ္စကိုကိုယ့်ကိစ္စလို့သဘောထားပြီးတော့လုပ်ကင်ပေးပါတဲ့နောက်တစ်ခုကမိဘမျိုးရိုးရဲ့အမျိုးကောင်းဆိုလို့ရှိရင်အဲ့ဒီအမျိုးကို ခိမ့်သိမ်းဆောင်လျှောက်ပါအကယ်၍မိဘကဟိုကောင်းတဲ့မျိုးယိုမဟုတ်ရင်လည်းကောင်းတဲ့မျိုးယိုဖြစ်အောင်မိမိကလှုပ်ပေးပါဒီလိုဆိုလို့ဆိုတော့မိဘကဒီဟိုဒူးဆိုင်နဲ့အသက်မွေးနဲ့မိဘဆိုလို့ရှိရင်သူ့ဆိုင်နဲ့အသက်မွေးအောင်ကွာလှုပ်ပေးကောင်းတဲ့မျိုးယိုတစ်ခုဖြစ်အောင်ပြန်ပြီးတော့ကိုကလှုပ်ပေးတယ်လေဒီလိုဆိုလို့နောက်တစ်ခါမိဘဆိုတာရှာပွေသွားတဲ့ပစ္စည်းတွေသူတို့သိတဲ့အခါယူသွားလို့မရဘူးလေ ယူသွားလို့မရသည့်ပဲကြောင့်သူတို့ရှာခဲ့တဲ့ပစ္စည်းဥစားတွေကိုကိုကစနစ်တကျမိဘပစ္စည်းတွေကိုထိမ့်သိမ်းပြီးတော့ကုသကောင်းမှုလုပ်ပေးတယ်ပေါ့အမွေခံတယ်ပေါ့ဟောနောက်ကွဲလွန်နှိမ့်ဆာရောက်သွားတဲ့အခါမှာမိဘတွေကိုနောက်ဆုံးဂျေဇုဆတ်တဲ့အနေနဲ့ကုသကောင်းမှုလုပ်ပြီးအပြန်ပေးဝေအားတဲ့ဒါကအရှိအယလုံုံကြီးအတွက်အာသမီတွေကဒီလိုလုပ်ပါလို့ဆိုတာ ရှေ့ရလုံခြုံရေးအတွက်သားသမီးတွေရဲ့စီမံဆောင်ရွက်ချက်အဲ့တော့ဒီနေရာလေးမှာအမျှဝေတာဟာမျှဝေတိုင်းရလားလို့ဆိုတော့အင်္ဂါရက်လေးရှိနေတယ်အမျှဝေလို့ရတဲ့ဘဝဟာကြိတ်တာဘဝနေရဲဆိုရင်နေရဘူးဒရိစံဆိုလည်းမရဘူးလူဖြစ်နေနတ်ဖြစ်နေမလို့အပ်တော့ဘူးเนาะကြိတ်တာဖြစ်နေတဲ့အချိန်မှာအမျှဝေရဝေတဲ့အခါမှာဝေတိုင်းရသလားလို့မေးစရာရှိတယ် ဆက်သွယ်မှုရှိမှရဆက်သွယ်မှု communication မရှိရင်တော့မရဘူးအဲ့ဒါမပြောနဲ့ဒီကနေပြီးတော့စင်ကာပူကနေပြီးကမာပြေပိုက်ဆံပို့တော့က communication ရှိမှပို့လို့ရလားလေရနိုးဆိုပေးရမှာတော့အဲ့တော့ကိုကသူ့အတွက်ကိုယ်သူကောင်းမှုလုပ်တယ်တစ်ဖက်သားကိုအမျှဝေလိုက်တယ်သူကတိတယ်ဝမ်းသာတယ်ဒါလို့ခေါ်တယ်အဲ့ဒါကြောင့်မရဥပမာတစ်ခု dan lese Television zo zo. Television run segat lune Dawe fane sega pumet ha zo jobun bo wat na. Ma bo wo Flynne segat o mne no pane sega ma pamu zo lode nie a ma mo. E pane segat o pama e runne sega ma lu mu zo loshi yo me ya wo. Lune che let pi me lune da le chi me pale pane se no ya. Yeah. အဲ့ဒီသဘောကိုလာမှတ်တာအမြဝေတယ်ဆိုတာဟိုကတစ်ဖက်ကတိပီတာရုခေါ်မှရတယ်အနုမဆိုရင်တော့မရဘူးလို့ပဲပြောအဲ့တော့တခြားနည်းနဲ့လှုပ်တာတွေဟာဆိုပါစို့အမေကြိုက်တယ်လို့ဖေးကြိုက်တယ်လို့သင်ကြင်သွားပြီးတော့တင်ထားရင်တော့ဒီပြင်အကောင်မလောက်မဲစားမှာသူစားရမှာဟုတ်ပါဟုတ်သူစားရမှာမဟုတ်တချို့ကတော့လူတွေကအဲ့ဒါလို့သွားလှုပ်လို့ရှိတယ် အကောင်းဆုံးလုပ်နည်းကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေတာသူတို့အကျိုးရှိဆုံးပဲရသော်ပြန်ဒီလိုခေါ်ထားတယ်နော်အဲ့ဒါအရှိအယဖြစ်တဲ့မိဘတွေအတွက်ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုကိုဆောင်ရွက်တာလို့ဒီလိုမှတ်သားဖို့လိုတယ်ပေါ့အဲ့လိုဆောင်ရွက်ရမယ့်ကိစ္စကိုဆောင်ရွက်တဲ့အခါမိဘတွေကကိုယ်တော်သမီးကိုပြန်ပြီးတော့ဆောက်ရှောက်ကြတယ်မကောင်းတာတွေမဖြစ်အောင်နော် ဆုံးပါတယ်။ကောင်းတဲ့ဘက်ကိုရောက်အောင်တင်ပို့ပေးတယ်။ပညာတွေသင်ပေးတယ်။နော်။နောက်ဆုံးမှာတင့်တော်တဲ့ပုဂ္ဂိုလ်နဲ့အိမ်တော်ချပေးတယ်။နော်။အချိန်ခါတန်လို့ရှင်လက်အမွေတွေပေးတယ်ဆိုတဲ့။ဟောမိဘနဲ့သားသမီးဟာအပြန်အလှန်ဒီလိုဆောင်ရွက်သည့်အတွက်ကြောင့်ကိုယ်ရှိပါကိုယ်အတွက်အရှိရာလုံယုံသွားပြီလို့သူတို့ပြောတာအနုမောစင်မလုံယုံဘူးနော အဲ့တော့ဆရာသမားဆိုတဲ့တောင်အရာတောင်အရာကဆရာသမားအဲ့တော့ဆရာဆိုရင်တပည့်နဲ့တွေ့ရမှာပေါ့တောင်အရာလုံညုံရအောင်ဆရာတပည့်တွေကဘာလို့ရမလဲလို့ဆိုရင်ဟုတ်တပည့်တွေဟာဆရာကိုလေးစားတဲ့အနေနဲ့တက်တက်ကြွကြွရှိရမယ်ဆရာနာလို့ရှိရင်နေရာကထားတယ်ကြိုးကြိုးစားစားဆရာစီကို ချင့်ကပ်သွားလာတယ်ဟုတ် ဆရာပြောသမျှကိုနာခံတယ်မှတ်သားတယ်ဆရာအတွက်ပြုစုလုပ်ကြွေးတယ်ဆရာသင်ပေးတဲ့အတတ်ပညာကိုကလေးတစားမှတ်ယူတယ်လို့ဆိုလို့ရှိရင်တောင်းအရအတွက်သူကလုံခြုံရေးစီမံတာပဲဖြစ်တယ်ပေါ့အဲ့လိုလုံခြုံလာတဲ့အခါကျတော့တပည့်ကတပည့်တွေကအဲ့လိုလုံလာတဲ့အခါကျတော့ဆရာတွေကနေပြီးတော့တပည့်တွေပေါ်မှာပြန်ပြီးတော့တုတ်ပြလာတာ၄ရှိတယ်ပေါ့ ဲ့ဒီတုံ့ပြန်မှုကအရေးကြီးဆုံးပဲဖော။ဘာတွေအရေးကြီးတော့ဆိုရင်တပည့်ကိုကြာကြာနန္ဒပညာတတ်အောင်ဆရာကသင်ပေးတယ်။ဟောသင်ပေးတယ်။အတတ်ပညာအားလုံးကိုချွင်းချက်မရှိဆရာအာစရိယမုတ်တိမထားပဲနဲ့တပည့်ကို သင်ကြားပေးတယ်။ကောင်းတဲ့အချက်တွေကိုတပည့်ကိုမှတ်သားစေတယ် ။နောက်ပြီးတော့မိကောင်းဆွေကောင်းတွေစီကိုတပည့်ကိုအနှံပေးတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်ဆရာရဲ့မျက်နာနဲ့ဒီတပည့်ဟာသွားလေရရမှာမျက်နာပွင့်နေလို့သူတို့ပြောတာနော်။အယက်မျက်နာပဲသွားသွားဆရာရဲ့ခွန်ကျေးဇူးနဲ့အန္တရာယ်ကင်းကင်းရှင်းရှင်းဖြစ်စေဒါဆရာရဲ့မေတ္တာကိုခံယူလို့ရတဲ့အခါမှာ တောင်အရလုံကျုံသွားပြီလို့ဒီလိုပြောတာဒီနီးနဲ့တောင်အရကိုလုံကျုံအောင်လုပ်ရမယ်ဟောအနောက်အရဆိုတာဘာလဲလို့ဆိုရင်ပါမရအဲ့တော့ရသားကြတဲ့ပုဂ္ဂိုလ်ဒီအနောက်အရလုံကျုံမှုအတွက်လှုပ်တင်လှုပ်ထိုက်တာပါတော့ဆိုရင်အမျိုးသားတွေအဲ့တော့ရသားကြပြီဆိုလို့ရှိရင်မိမိတို့ရဲ့ကျင်ရအမျိုးသမီးတွေကောပါညံ့ညံ့နိုးနိုး ဆက်ဆံရမယ်ခြင်းညနာနာဆက်ဆံရမယ်လို့ဆိုလို့အထင်သေးအမြင်သေးဘယ်တော့မှမလုပ်မိစေနဲ့ဒါတစ်ခုနောက်တစ်ခုကကိုယ့်ရဲ့ရှင်ပေါ်ခြင်းဘက်ကလွဲလို့တခြားအပေါ်မှာစိတ်ဝင်စားမှုမလုပ်အောင်နောက်အိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုအားလုံးအနှံထားရမယ်တလို့ပြောတာတင့်တော်လှပတဲ့အစဉ်တစားတရားကိုလည်းပဲစင်မြန်းပေးနိုင်ရမယ် ဟောဒီလိုဆိုတာเนาะအဲ့ဒါလို့ဆိုလို့ရှိရင်အနောက်အရာဟာလုံကျုံသွားတယ်လုံကျုံသွားတဲ့အခါကျတော့အဲ့ဒီလိုလုံကျုံသွားတဲ့အခါကျအိရှင် အမျိုးသမီးကဘာတွေတုတ်ပြန်ပြီးတော့ပေးလာတော့လို့ဆိုဟိမူကိစ္စတွေကိုစနစ်တကျဆောင်ရွက်တယ်ကိုယ့်အိမ်မှာအလုံးလုံးတဲ့ပုံကိုယ်တွေကိုလည်းပဲစနစ်တကျချင်းမြောက်တယ် organize လုပ်တယ် မိမိကိုယ်တိုင်ကလည်းအချစ်စာရိတ်တကောင်းအောင်ထိနေအေရှင်ယောက်ျားဆောင်းယူလာသည်မြနော်လုပ်ငန်းကရလာသည်မြဝေချေတနာတွေကိုလည်းမပြောက်ပြက်အောင်ထိသိမ်းဆောက်ရှောက်တယ်အလုပ်အကိုင်းနဲ့ပတ်သက်ပြီးတော့အိမ်မှုကိစ္စနဲ့လုပ်ငန်းကျွမ်းကျင်နေပြည်မရှိဘူးဆိုရဲကောင်းကောင်းနဲ့အားလုံးကိုလုပ်တယ်လို့ဆိုတော့ အနောက်မျက်နှာဟာလုံးဝလုံးလုံးဆစ်ချရတဲ့အနေအထားမျိုးရိုးပေါကြီးပိတ်တစ်ခုပိတ်သွားတယ်လို့သူတို့ပြောတာအဲ့ဒါဆိုရင်လောကမှာအောင်မြင်မှုရနိုင်တယ်လို့ယေဆောဗျာလို့ခေါ်တာနော်အဲ့တော့ယေဆောဗျာဟောတဲ့အတိုင်းသာမကုန်လိုက်နာခြေသုံးရမယ်ဆိုလို့ရှိရင်တော့ပြဿနာဆိုတာအလုံးကိုလဲတော်ပြီးတော့ကြီးပွားတိုးတက်မှုတွေဟာကျောင်းကမှပေးကြပါတယ်ဟောနောက်တစ်ခါ မြောက်အရက်ဆိုတာဘယ်သူကိုပြောတာတော့ဆိုမိษွေတွေကိုပြောတာအဲ့တော့မြောက်အရက်ဆိုတဲ့မိษွေတွေကိုကိုကကို့မိษွေပေါ်ဘယ်လိုလုပ်ရမလဲလူတိုင်းလူတိုင်းဟာမိษွေရှိတယ်မယ်အဲ့တော့မိษွေတွေပေါ်မှာဘယ်လိုဆက်ဆံမလဲလို့ဆိုတော့မြတ်စွာဘုရားကသင်္ကားဝတ္ထုတရား၄ပါးနဲ့ဆက်ဆံဖို့လိုအပ်တယ်မိษွေတုံးနဲ့တူမိษွေဖြစ်လာပြီဆိုရင်ကို့လက်သူ့လက်တော့ရှိတာပေါ့နော် ကိုကသူ့မိတ်ဆွေလားသူကကိုမိတ်ဆွေလားနှစ်ခုစလုံးတွေ့ပြောတဲ့ဟာတဟာညောင်ပိုင်းဆိုတာမိတ်ဆွေလို့ဆိုလို့တယ်အဲ့ဒီမိတ်ဆွေဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့อ่ะလက်ဆောင်ပစ္စည်းပေးတာကစပေးမှုကမ်းမှုလေးတွေရှိရအဲဒါကမေတ္တာနှောင်ယူခိုင်မာဖို့ဩငါ့ကိုသတိရတယ်အမြဲတမ်းဗာလိဖြစ်ဖြစ်ချူလူဆန်းဆန်းငါ့ကိုပေးတယ်လက်ဆောင်လေးပေးတယ်မွေးလေးလက်ဆောင်လေးပေးတယ်ဗာပေးတယ်ပေါ့နော် ဟိုအဖို့တန်နဲ့မတန်တာတော့အသာပေါ့ပေးတယ်ဆိုလို့ရှိရင်မေတ္တာခြင်းဟာအမတန်ကနှီးသွားနိုင်တယ်စိတ်နှလုံးကိုဆက်ဆောင်တဲ့ဟာတစ်ခုနောက်တစ်ခါစကားပြောတဲ့အခါမှာဘယ်တော့ဖြစ်ဖြစ်ကြမ်းရင်းကြမ်းရမပြောဘဲနဲ့ကျင်နာတဲ့စကားလုံးရင်ကျေးတဲ့စကားလုံးနဲ့ပြောရမယ်တဲ့ဒါကိုပေယဝိဆာလို့ခေါ်တယ်။အော်နောက်တစ်ခုကအဋ္ဌစရိယသူကိစ္စရှိမနေတတ်ဘူးသွားပြီးတော့လှုပ်ပေးတယ်၊ကုညီတယ် ။ဟောနောက်ဆုံးတစ်ခုကတမန္တတာ ကိုနဲ့ဓာတ်လူထားဆက်ဆံတယ်။ဘာဖြစ်လို့လဲလူဆိုတာကိုယ့်ကိုအထင်သေးမြင်သေးဆက်ဆံရင်ဘယ်သူမှမခံနိုင်ဘူးနော်။အထင်သေးမြင်သေးဆိုမရဘူး။အဲ့တော့အထင်မြင်သေးတဲ့ဆက်ဆံမှုမျိုးမလုပ်ရဘူးတဲ့။နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုအရေးကြီးတာခတိတည်ရမယ်ပဲကိစ္စပဲဖြစ်ဖြစ်။မိတ်ဆွေ ပေါင်းသင်းမပြတ်စေခြင်းလို့ရှင် ကိုပြောထားရင် ပြောထားတဲ့ခရီးကိုတီးရမယ်တီးစေရ ဘယ်တော့မှမလွဲချော်စေရဘူးတဲ့။အဲ့ဒါလို့ဆက်ဆံလို့ရှိရင်ရောက်အရာဟာလုံကျုံလာလိမ့်မယ်တဲ့။အဲ့ဒီလုံကျုံလာလို့ရှိရင်သူ့ရဲ့ဆက်ဆံမှုကိုအကြောင်းပြုပြီးတော့တစ်ဖက်ကတုံ့ပြန်လာတယ်။ဘာတွေတုံ့ပြန်လာ။ကိုမေ့နေတယ်ဟာမေ့လျော်ပြီးတော့ကိုကခဏလို့မူးနေလို့ဖြစ်စေမေ့နေလို့ဖြစ်စေအဲ့လိုဖြစ်တဲ့အခါမှာသူကဆောက်ရှောက်ပေးတယ်။ဒီစီဥစ္စာတွေပျောက်မသွားအောင်ထိန်းသိမ်းပြီးတော့ပေးတယ်။ ဟောကြောက်စရာဘေးနဲ့အန္တရာယ်ကြုံလို့ရှိရင်လည်းပဲအာဘေစကားပြောတယ်နော်အာဘေစကားပြောတယ်ဘေးရနေပေါ်လာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနဝက်ဝံကတွေးတဲ့အခါမှာထွက်ပြေးသွားတာမျိုးမလုပ်ဘူးတဲ့နော်အဲ့အမျိုးမလုပ်ဘူးနောက်တစ်ခါသူ့ရဲ့သားစဉ်ကြီးစရင်းမြစ်တီတွတ်တီအောင်နော်အလေးပေးပြီဒါငါမိတ်ဆွေရဲ့ဒါငါမိတ်ဆွေရဲ့မြေးကလေးဆိုပြီးတော့ စောင့်ရှောက်မှုပြုတ်တယ်တဲ့အဲ့ဒါတို့ဆိုရင်ရောက်အရာဟာလုံခြုံသွားတာဖြစ်ပါတယ်အောက်အရာလုံခြုံဖို့အတွက်ဘယ်လိုစီမံချက်ဆောင်ရလဲဒါရသော်ဘုရားကပဝိဒါနဆို project လို့ခေါ်တယ်နော်စီမံမှုတွေ project အနေနဲ့စီမံတာအောက်အရာဆိုတာကိုလုပ်ငန်းမှာလုပ်ငန်းဆောင်ရနေကြတဲ့အလုပ်သမားတွေအဲ့ဒီအလုပ်သမားတွေ ਨੇ ပတ်သက်ပြီးတော့ ကိုလောက်ရမယ်ကိစ္စတခုကဘာတော့စီမံဆောင်ရမယ်ကိစ္စဘာတော့စကိုရဲ့ company မှာဖြစ်စေကိုရဲ့အိမ်မှာပဲဖြစ်စေအလုံးလုံးနေပြီဆိုရင်အလုတ်ကိစ္စခိုင်းတဲ့အခါမှာသူ့ရဲ့အင်အားကိုကြည့်ပြီးတော့တန်ရာတန်ရာကိုခိုင်းရတယ်မနိုင်ဝမခိုင်းရဘူးတဲ့ဒီလိုပြောတာနော်တန်ရာတန်ရာကိုခိုင်းရမယ်တဲ့ဒါတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့လစာကိုပေးရမယ်။လူသမားလေးကိုပုံမှန်လစာပေးရမယ်။နေမကောင်းထိုင်မသာ ရှိသည်ဆိုလို့ရှိရင်ကြည့်မနေရဘူး။ကိုကကုညီပြုစုပေးရမယ်။ဟောထူးထူးခြားခြားစံပြတဲ့အစာအာဟာရမျိုးကိုလည်းပဲတခါတရံခေါ်ပြီးတော့ရွေးပါတဲ့ကိုရီးယားကိုစိန်၊ကွေးစိန်တို့၊အိန္ဒိယကွေးစိန်တို့ပေါ့နော်။ ကောင်းတာလေးတွေခါတလေခေါ်ခေါ်ပြီးတော့ကြွေးပေးပါတဲ့အလို့သမားတွေပေါ့နောက်ဆုံးကျတော့ဘာလို့စိန်တမယေဝတ္တခေနပြင်တော်တဲ့အချိန်မှာဟိုခွေရတွေပေးရမယ်လို့ပြောတာနော်ခွေရလေးတွေပေးရဆိုပါလို့အမျိုးသမီးတွေဆိုလို့ရှိရင်ကိုလေးလက်ဝန်ဖြစ်လာလို့ရှိရင်ခွေရပေးလမ်းစာမဲ့ဘောဘူးလမ်းစာနဲ့ခွေရတွေပေးတယ် အဲ့လိုဆိုလို့ရှင်အဲ့ဒီအလုတ်လုတ်တဲ့အလုတ်သမားတွေဟာကိုယ့်ရဲ့အလုတ်ရှင်ပေါ်မှာပို့ပြီးတော့ဂျေစုတင်လာပြီးတော့အလုတ်သမားအလုတ်ရှင်ဆက်ဆံရေးဟာကိုကောင်းလာဒီလိုပြောတာနော်အဲ့လိုလုံမလုံယုံစိတ်ချရတယ်အဲ့လိုလုံယုံစိတ်ချအောင်ဒီလို အလုတ်သမားတွေကို အခုလိုခိုင်းလို့မိမိဘက်ကတောင်းဝန်ကြေတဲ့အခါမှာ လုံသမားဘက်ကအလုံရှင်ကိုပြန်ပြီးတော့တုံ့ပြန်လာတာတွေရှိပါတယ်တဲ့တုံ့ပြန်လာတာဘာလို့လဲအေးအလုံသမားကဝတရားချည်တယ်စောစောထားတယ်နောက်မှအိတ်တယ်ဝေယဝိဆာလုတ်တဲ့အခါမှာအမှန်တမ်းဟိုဂိယုတဆိုင်လုတ်တဲ့နောက်တစ်ခါမှာပေးတာကိုသာယူတယ်ဟောမခိုးတတ်ဘူးမတိုးတတ်ဘူးပေါ့နော်ပစ္စည်းတွေကို တိတ်တဆိတ်မယူဘောင်းလို့ဆိုအလို့ရှင်ကကောင်းတာကောင်းလို့ရှင်ခိုးယူတာမျိုးတွေမလုပ်ဘူးတဲ့ဘလောက်တော့ကမြန်မာပြည်မှာဘီယာရောင်းနေတဲ့ဟိုအလို့ရှင်တဦးနဲ့ပတ်သက်ပြီးတော့ပြောဘူးတဲ့အဲ့တော့နေ့တိုင်းနေ့တိုင်းဒီအလုတ်တိုင်းအလုတ်တိုင်းမှာ ေးရပလဲကအပြက်ပြပြီးတော့အလုံးသမားကတောက်တာရှိနော်တောက်တာရှိနေအနေစုနှစ်ဖာနှစ်ဖာလောက်ကတော့ရော့တယ်သူတို့တောက်တယ်ပေါ့အဲ့ဒါကိုခွင့်မပြုနိုင်တော့ဘာလုပ်လဲဆိုရင်အလုံးသမားကဘေးရပလဲကိုဆောင်းဆောင်းချတဲ့အခါကျတော့လေးပါလောက်ပြက်သေးတယ်အဲ့တော့မအားတော့ပြီးတော့ what would you သွားတင်းလိုက်တာရေးဖာလောက်ပြက်တာ အဲသူတို့တောက်ပါစေဆိုပြီးတော့ခွင့်ပေးထားလို့ရှင်အပြည့်မရှိတော့အကောင်းအညီပဲဖြစ်တယ်နော်အဲ့ဒါလက်တွေ့လက်တွေ့အဲ့ဒါတော့ဘုရားဟောတာမဟုတ်ဘူးတကယ်ရှင်ဟုတ်ရသော်ဘုရားလေဒါတွေမြင်တယ်လေနှုတ်နှုတ်ဝစိတ်ချမ်းသာဖို့ရှိမှ လုပ်ငန်းဆိုတာဖြစ်စည်းနေတာအနုဘောဆိုရင်အလို့ရှင်တဲ့အလို့သမားမေတ္တာခန်းချောင်းလာပြီဆိုလို့ရှင်တနည်းနည်းနဲ့ပြည့်စည်တဲ့ပုံတနည်းနည်းနဲ့ပြည့်စည်တဲ့ အဲ့ဒါကြောင့်မလို့ဒီအလုရှင်ဘက်ကနေပဲဟိုညှတာတဲ့သဘောတွေပြရမယ်ပြလို့ရှင်အလုသမားဘက်ကနေပဲထိန်းသိမ်းသိမ်းဖြစ်လာတယ်လို့ဒီလိုဆိုတာအဒီချက်တွေက နောက်တစ်ခုပါတော့ဆိုရင်သူကတ္တကမ္မကရာအလုကိစ္စနဲ့ပတ်သက်ပြီးတေစီတတ်တတ်လှုပ်လာတယ်တေစီတတ်တတ်လှုပ်တော့ကိတ်တီဝန္နာဟာအလုရှင်ကဘလောက်ကောင်းနေဆိုတာအလုသမားတွေကကြော်ညာပြီးသားဖြစ်သွားတယ် အလုရှင်ကဘလောက်ကောင်းတယ်ဆိုတာကိုသူတို့ကပြောတဲ့စကားနဲ့ဒီမဲ့ခုံတရေတွေတက်ပြီး dignity တွေအပြည့်အဝရဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အတိုင်းဆက်ဆံရေးကောင်းကြမယ်ဆိုလို့ရှိရင်နော်အနည်းနဲ့အများစီးပွားတိုးတက်ပြီးလောကမှာအောင်မြင်မှုကိုရမယ်ဆိုတာသိကြပါလေဒါကြောင့်အယမျက်နှာ6ခုဒီဖူလုံအောင်ဆောင်ရွက်ကြရအောင်နောက်ဆုံးတစ်ခုကတော့ တမနာယမနာတွေအပေါ်မှာသူတော်စင်တွေအပေါ်မှာဒီရိုးရိုးသေးသေးလေးလေးဆားဆားနဲ့ဆက်ဆံပြီးတော့သွားမယ်ဆိုရင် သူတို့စီကတုတ်ပြန်လာမကြောက်ဘူးရာတွေကြောက်ဟောပြောပေးမယ်မသိသေးတဲ့အသိဉာဏ်တွေဟောပြောပေးမယ်ကောင်းတဲ့ဘက်ကိုရောက်အောင်ပို့ဆောင်ပြီးတော့ပေးမယ်တမလွန်ဘဝရောက်တဲ့အခါမှာလည်းကောင်းတဲ့သူဒီရောက်မဲ့တကယ်လမ်းကြောင်းကောင်းကိုခေါ်ကျူးပေးနိုင်တယ်ဆိုတဲ့ အထက်အညာရဲ့လုံခြုံမှုကလည်းပဲရရှိသွားနိုင်ပါတယ်။ဒါကြောင့်လောကအောင်မြင်ခြင်းတဲ့ပုဂ္ဂိုလ်ဟာအရှိရလည်းလုံခြုံစိတ်ချရအောင်တောင်းအရကလည်းလုံခြုံစိတ်ချရအောင်အနောက်အရကလည်းလုံခြုံစိတ်ချရအောင်မြောက်အရတို့အောက်အရအထက်အရတွေကလည်းလုံခြုံစိတ်ချရအောင်ဘုရားမြတ်စွာဟောကြားထားတဲ့ဤစနစ်အတိုင်းလိုက်လံရှင်းသုံးမယ်ဆိုလို့ရှိရင်လောကဝိစယလမ်းစဉ်အညာ အောင်မြင်ကြီးပွားကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြိုးစားအားထုတ်နိုင်ရပါစေကုန်သတည်း